ကံတရားရဲ့တည်ရောက်မှုဘဝမှာတချို့ကိစ္စတွေက ကိုမျောလင့်ထားတာနဲ့တခြားစီဖြစ်သွားတာမျိုးလဲရှိတတ်တယ်။ကံအကျိုးပေးလေးတွေကောင်းလာတယ်လို့ထင်ရပေမဲ့နောက်ဆက်တွဲအကျိုးဆက်တွေက အဆိုးချီပဲဖြစ်လာတာမျိုးလဲကြုံရတတ်တယ်။တချို့ကိစ္စတွေက ကိုလို့တံမဟုတ်ဘဲနဲ့ကိုပဲတံပြန်တည်ရောက်မှုတွေက အဆူတွေပဲကိုယ်စီရောက်လာတာမျိုးရှိတတ်တယ်။အကုသိုလ်ဆိုတာကိုယ်ကြောင့်မဟုတ်ပဲကိုယ်နဲ့ပတ်သက်သူတွေနဲ့ဆက်ဆက်ပြီးလဲကိုယ်စီရောက်လာတာမျိုးလည်းရှိတတ်တယ်။အဲ့ဒီလိုဆက်ဆက်နေတာကလည်းအကုသိုလ်ရဲ့အကျိုးပေးတစ်မျိုးပဲလို့ပြောရမှာပေါ့။အတိတ်အကြောင်းတရားကလည်းရှိနေနိုင်တာကို အကျွေးပါရင်တော့ဆက်ရမှာပေါ့။အကျွေးပါလာရင် ကိုနဲ့တိုက်ရိုက်မဟုတ်ပင်မဲ့ကိုနဲ့ဆက်ဆက်သူတွေရဲ့အကျွေးတွေလည်းကိုရှိရောက်လာနိုင်တာပဲလေအထူးသဖြင့်ဝတ်ကျွေးကံကျွေးတွေပေါ့အကျွေးတွေများလွန်းလို့ဒုက္ခတွေကြုံလွန်းလို့ဆိုပြီးဒါကြီးပဲတွေးနေလို့လည်းမရဘူးပေါ့အဲ့ဒီအတွေးတွေမဖြေနိုင်သေးသမျှအကျွေးတွေလည်းကျေနိုင်ဖို့မလွယ်လှပေဘူးမဟုတ်လားကိုအတွေးဟာကိုဘဝပဲလေလေးအောင်တွင်းရင်ကိုစိတ်ကလင်းမယ် ပေါ့အောင်တွေးရင်ကိုယ်စိတ်ကပေါ့မယ်။ကံအကျိုးပေးတိုင်းမှာအကြောင်းတရားဆိုတာရှိနေတာ ဖြစ်တဲ့အတွက်ဖြစ်ပေါ်လာတဲ့အကျိုးရလက်အပေါ်မှာဖြစ်ရကောင်းလားဆိုတဲ့အတွေးနဲ့ကိုယ်စိတ်တွေမလေးအောင်တော့ကိုယ်ကိုယ်တိုင်ပဲကြိုးစားပုံဖော်ရမှာပေါ့။ကိုယ်ကိုယ်တိုင်ပဲကြိုးစားလေ့ကျင့်ရမှာပေါ့။ကိုယ်ကိုယ်တိုင်ပဲကြိုးစားဖြေလျှော့ရမှာပေါ့။တေချာတာကတော့ဘယ်သူမှအကောင်းအဆိုးတသမတ်တဲ့ရှိနေတာတော့ ဟုတ်ဘူးပေါ့ဆက်ဆက်မှုရှိနေတဲ့ကံတရားရဲ့အလဲအပြောင်းချာမှာကိုယ်ဘဝဆောင်းမသွားဖို့နဲ့အကောင်းတွေကြုံနေရတဲ့အခါမျိုးလဲအဟောင်းကြီးပဲစားမနေပဲအကောင်းအသည့်ကုသိုလ်အနှစ်ဖြစ်အောင်ကြိုးစားကြရမှာသိကြပါပဲအဟောင်းစားလို့အဟောင်းကုန်သွားရင်အသည့်တည်းရဲ့တံပြန်တက်ရမှုကကိုပြန်ခံရမှာပေါ့ ရမလို့အဟောင်းကြီးပဲစားလို့မရဘူးအသေးလေးပဲကောင်းတဲ့အသေးလေးတွေဖြစ်အောင်အခုတည်းကပုံဖော်ပြီးတော့ကြိုးစားလုပ်ကြရမှာပေါ့ကံတရားဆိုတာအခွင့်သာရနဲ့အမြအကျိုးပေးနေတာဖြစ်တဲ့အတွက်ကိုယ်ကံကိုတော့ရှော့မတွက်ပါနဲ့